မင်္ဂလာပါရှင်။ဗမာခေတ်တည်ထင်ဌာနရဲ့ထိတ်တန့်သတင်းများကိုတင်ဆက်ပေးပါမယ်။ဓမ္မအောင်ဆုံးဆရာနာရှင်လောက်တွင်မြန်မာကလေးငယ်များအနာဂတ်မရှိတော့ဟု တန်အမတ်ကြီးဆိုတဲ့တဲ့ရင်ကိုတင်ဆက်ပေးပါမယ်။ဆင်အာနာရှင်လောက်တွင်မြမကလေးငယ်များအထွဲ့အနာကမရှိကြောင်းကုလသမဂ္ဂရင်ပြင်တွင်တန်အမတ်ကြီးဦးကျော်မိုးထွန်းကပြောကြားလိုက်ပါတယ်။အောက်တိုဘာ23ရက်ကလေးငယ်များဆိုင်ရာကုလသမဂ္ဂအပြန်အလှန်ဆွေးနွေးမှုအစီအစဉ်တစ်ရက်တွင်ကုလသမဂ္ဂဆိုင်ရာမြမအမြဲတမ်းကိုယ်စားလှယ်တန်အမတ်ကြီးဦးကျော်မိုးထွန်းကအထပ်ပါတိုင်းပြောကြားခဲ့တယ်လို့စေအုပ်စုလက်ချက်ကြောင့်မြမကလေးငယ်1200ကျော်တည်ဆုံးခဲ့ပြီးဖြစ်ကြောင်းနဲ့စေအုပ်စုပြင်ဆင်သည့်အတူရောင်အလင်းညာရွေးကောက်ပွဲမတိုင် ုင်ပြီးအရက်သားပြည်သူပေါ်စစ်မှတ်ပြုခြင်းကိုအရှိန်ဟုန်မြင့်လှုံ့ဆော်နေကြောင်းလဲဆိုပါတယ် မင်းအောင်လိုက်ကတရားမဝင်ရွေးကောက်ပွဲကိုတရုတ်စပွန်ဆာရပြီးသားမှုဘဲကဘာကိုမှဂယုမဆိုင်ဘူးဆိုတဲ့အပေါမျိုးနဲ့လူပါဝနေတာရွေးကောက်ပွဲကတရားမဝင်ပေမဲ့ဘသူကိုမှမျက်နှာချုံမသွေးနိုင်ဘူးရွေးကောက်ပွဲကိုအတိမတ်မပြုလဲဂယုမဆိုင်ဘူးတက်စရာရှိတာဆက်တက်ရမှာပဲဆိုတဲ့အချိုးမျိုးနဲ့တရင်ကျော်လာပညာချောင်းဦးကစီမီထွန်တပိတ်ကိုဘုံကျဲချသွားတာအကုန်မျက်မြင်ပဲဟုရန်ကုန်အခြေဆိုင်နိုင်ငံရေးဆောင်ပါရှင်တဦးကဆိုပါတယ် မြန်မာကလေးငယ်များအတွက်ပညာရေးကဏ္ဍတွင်ကြီးလေးစွာဟန်တာခံထားရပြီးနေရဲဆုံးခွာထွက်ပြေးတိတ်ရှောင်နေစဉ်ပြောင်းရွှေ့တဲများနှင့်ဘုံခုခြင်းများ၌ကလေးငယ်များသည်အကြောက်တရားဖြင့်ပညာသင်ယူနေရကြောင်းမြန်မာကလေးငယ်များ၏ငယ်ဘဝဖွံ့ဖြိုးတိုးတက်မှုသည်ထိတ်လန့်မှုများဖြင့်ပြင့်နှံ့နေပြီးအများစုမှာဆေးရုံဆူ၏မစင်မကျင်ဘုံကျဲတိုက်ခိုက်မှုများကြောင့်စိတ်ဒဏ်ရာများရရှိထားပြီးဖြစ်ကြောင်းတန်အမတ်ကြီးကဆိုပါသည် မိမိတို့အနေနဲ့နိုင်ငံတကာအတိုင်ဝန်ထံမှစူးစီးညီညွတ်သောချင်းကပ်မှုပုံစံအပေါ်အခြေခံသည့်ပုံမအားကောင်းသောပုံမခိုင်မာသောနိုင်ငံရေးဆန္ဒနှင့်ထိရောက်သည့်အရေးယူဆောင်ရွက်ချက်များကိုအရေးတကြီးလိုအပ်နေပြီးစေအုပ်စုကရက်ဆက်ကြမ်းကြုတ်မှုများထက်မှန်လှုံ့ဆော်ခြင်းကိုတားမြစ်နိုင်ရန်ပုံမအားထက်ပါဝင်ပေးစီလိုကြောင်းလည်းတန်အမတ်ကြီးကဆက်လက်ပြောဆိုကြောင်းသိရပါသည် ဆလတ်တင်ဆက်ပေးမယ့်သတင်းကတော့အာရှလန်ပြန်လည်ဖွင့်ပြီဆိုသောသတင်းများထွက်ပေါ်လာပြီးနောက်တောင်ရင်မြစ်ကမ်းဘေးရှိ BGA ဂိမ်းနဲ့ KNU KNL PC ဂိမ်းများကိုစစ်တပ်နဲ့ဌာနပေါင်းစုံကဝင်ရောက်စစ်ဆေးဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။အကြံဖက်စစ်တပ်ကအာရှလန်မကြီးကိုပြန်လည်ဖွင့်လျက်လှုပ်ဆောင်နေသည်ဆိုသောသတင်းများကြဲကြဲပြန့်ပြန့်ထွက်ပေါ်လာပြီးနောက်ယမန်နေထိုင်းမြန်မာနယ်စပ်တောင်ရင်မြစ်ကမ်းဘေးရှိ BGA နေချောင်းတပ်ဂိမ်းနဲ့ KNU KNL PCK များကိုစစ်တပ်နှင့်ဌာနပေါင်းစုံကဝင်ရောက်စစ်ဆေးမှုများလှုပ်ဆောင်ခဲ့ကြောင်းမြောက်ရီအခြေဆိုင်စီရေးတရင်ရင်မြစ်ကပြောဆိုပါရယ်ရမန်နေအောက်တိုဘာ23ရက်မနက်ပိုင်းမြောက်ရီနေဆက်တောင်ရင်ချောင်းကန်တဖူးမှအထိုင်ချဖွင့်လှစ်ထားတဲ့ BGFK KNU KNL PCK နဲ့ကြားဖြတ်ရုံများကိုစစ်တပ်ထွေအုပ်ရဲအပါအဝင်ဌာနပေါင်းစုံဖွဲ့ကဝင်ရောက်စစ်ဆေးကြောင်းစစ်ဆေးရာတွင်နှစ်ဖက်ညှိနှိုင်းပြီးမှစစ်ဆေးခဲ့ခြင်းဖြစ်ပြီးမြေတီဖန်းစီမှုရေးယူမှုမှမရှိဘဲဂိမ်းများကို တောင်းရောက်လှည့်လည်ကြိရှိစစ်ဆေးခြင်းတာဖြစ်ကြောင်းသိရှိရပါတယ်။ PGF ရော PC ကရောခွင့်ပြုတယ်။စကားမကလည်းလိုက်ကြည့်တာပဲလို့တာဖန်စီအေးယူတာဘာမှမရှိဘူးသူတို့မမြင်ဘူးလို့လိုက်ကြည့်တဲ့သဘောမျိုးပဲစကားမတွေလာကြည့်မိအချိန်မှာဒီဘက်ကလူတွေအလုံးရှင်းပေးထားတယ်ကြည်ပြီးပြန်သွားတော့မှ PGF နဲ့ PC ကပြန်နေရယူတယ် for show လို့တာမျိုးလို့ထင်ပါတယ်ဟုမြောက်ရီအခြေဆိုင်စည်ရေးတရင်ရှင်းမြက်ကပြောဆိုပါတယ်။ ထို့ပြင်ယခုရက်ပိုင်းတွင်အာရှလမ်းမကြီးကို ပြန်လည်ဖွင့်လှစ်နိုင်ရေးစစ်တပ်ကစူးစမ်းပြီး PGF, KNU, KNL, PC နဲ့ DKPA တို့ကလည်းအာရှလမ်းမကြီးဖွင့်လှစ်မှုတွင်အကျိုးမြတ်များစစ်တပ်ကပေးရန်ရှိနေကြောင်းသိရပါဗျ။အာရှလမ်းမကြီးဖွင့်ဖို့လုပ်နေတဲ့အခုကြားတာကအောက်တိုဘာ16ရက်နေ့လိုလိုအောက်တိုဘာ18ရက်နေ့လိုလိုကြားတဲ့အာရှလမ်းမကြီးမှာ PGF, DKPA နဲ့ PC ကိုဂိတ်တွေနဲ့ပိုင်စားနေရပြီးမယ်လို့သတင်းတွေထွက်နေတဲ့ဖြစ်နိုင်ပါတယ်။အာရှလမ်းပြန်ဆိုးမှုအောင်သူတို့ကစစ်တပ်ကို အထောက်အကူပေးခဲ့တာပဲဖွင့်ဖွင့်လေးလေးပြောရရင်တော့စစ်တပ်ကသူတို့လက်လွတ်ထားရမယ့်အတူကရင်လက်နက်ကိုင်တွေကိုတွေးခွဲပြီးနေမြေအပိုင်းစားနဲ့စီးပွားရှာခွင့်ပေးလိုက်တာတစ်ဖက်မှာလည်း KNU ကိုအင်အားချိနဲ့အောင်လုပ်တဲ့သဘောလို့မြင်ပါတယ်ဟုမြောက်ရီစီရေးတင်ရှင်မြက်ကရှင်းပြပါတယ် စစ်ကောင်စီကကျင်းပရန်ပြင်ဆင်နေသည့်ရွေးကောက်ပွဲကို BGN နဲ့ DKP အပါအဝင်စစ်တပ်နဲ့အဆင်ပြေနေသည့်ကရင်လက်နက်ကိုင်တချို့ကထောက်ခံပြီးရွေးကောက်ပွဲဖျက်မြောက်ရေးကူညီမည်ဟုကြေညာချက်များထုတ်ပြန်ထားပါတယ်။တို့ရတွင်ကရင်မျိုးသားစီယုံ KNU ကမှရွေးကောက်ပွဲကိုလက်ခံမည်မဟုတ်ဘဲရွေးကောက်ပွဲကျင်းပမှုများကိုရေးယူမည်ဖြစ်ကြောင်းသက်ဆိုင်ရာ KNU တပ်မဟာများလိုက်ကြေညာချက်များအသီးသီးထုတ်ပြန်ထားကြောင်းသိရပါတယ်။ နေပြည်တော်မှာမေဆင်းမားနေလို့ဝေဖန်ခဲ့တဲ့ဘူးလဲလာဆွေခွန်မေးခံရနေသလားအဖမ်းခံရသလားဆိုတဲ့အကြောင်းကိုတင်ဆက်ပေးပါမယ်။နေပြည်တော်မှာမေဆင်းမားနေလို့ဝေဖန်ခဲ့တဲ့ဘူးလဲလာဆွေကိုမနေ့ညပိုင်းစစ်တပ်ကနေအိမ်ကနေလာရောက်ခေါ်ဆောင်သွားပြီးဒီနေ့မှအဆက်အသွယ်မရတော့ဘူးလို့သိရပါဗျ။ အောက်တိုဘာလ9ရက်နေ့မှာဘူးလဲလောက်စေကအနေပြည်တော်မှာမင်းစင်းတွေမှားနေတဲ့အကြောင်းလူဦးရေ900ရှိရင်300လောက်မှားနေကြောင်းတည်တဲ့သူတွေစရင်ပါနေပြီးရက်ွက်အုပ်ချုပ်ရေးမှုနဲ့မိသားစုတောင်မင်းစင်းမပါကြောင်း2020ရွေးကောက်ပွဲကာလမင်းစင်းအဟောင်းကိုတုံးနေလို့ယူဆကြောင်းမင်းစင်းများအလွန်ကွာဟာနေပြီးမင်းစင်းများပြန်လည်ပြုပြင်ရန်ပင်အချိန်တပတ်တာကျန်တော်ကြောင့်မင်းစင်းမှောက်ရမှုအစင်မပြေကြောင်းဘူးလဲလောက်စွေကထုတ်ဖော်ပြောဆိုခဲ့ပါတယ်။ အဲ့ဒီနောက်အော်တိုဘား၈ရက်နေ့ညပိုင်းမှာဘူးလန်လဆွေကိုစစ်တပ်ကနေရင်ကနေလာရောက်ခေါ်ဆောင်သွားတယ်လို့သတင်းတွေထွက်ပေါ်လာပြီးဒီနေ့ထိဘူးလန်လဆွေရဲ့လက်ကင်ဖုန်းတွေကိုလည်းဖုန်းခေါ်လို့မရတော့ပါဘူး။ပုံမှန်အားဖြင့်နေ့စဉ် TikTok မှာဗီဒီယိုလေးတွေတင်ပြီးနိုင်ငံရေးစီးပွားရေးအာဏာသိမ်းမှုအခြေအနေတွေကိုတုံ့သက်ချက်ဗီဒီယိုလေးဖြန့်ဝေလေးရှိတဲ့လှဆွေရဲ့ TikTok အကောင့်မှာလည်းဗာဗီဒီယိုမှမတင်နိုင်တော့တာတွေ့ရပါဗျ။ စစ်တမ်းနယ်လော်ဘီအမေရိကန်သတင်းသမားတွေစုဝေးနေကြတဲ့ Viber Group မှာလည်းသတင်းသမားအမေရိကန်စစ်တပ်လော်ဘီအောင်မင်းကဘူးလက်လှဆွေအဖမ်းခံထားရသလားလို့စစ်တပ်ကိုမေးခွန်းထုတ်ထားပေမဲ့လည်းစစ်တပ်ဘက်ကတော့ဘာမှအကြောင်းမပြန်ပါဘူးမေးခွန်းမေးသူအောင်မင်းဆိုတာကခင်ကြီးရဲ့အတွင်းလူယုံဖြစ်ပြီးတော့ကျန်းဖို့ရဲ့အမာခံလော်ဘီလည်းဖြစ်ပါတယ်မဲစင်းရဲမရွေးမှုအကြောင်းပြလို့အာနာသိမ်းခဲ့တဲ့စစ်တဲ့အတွက်ဘူးလန်လဆွေရဲ့ဝေဖန်ချက်ကအရှိုက်ကိုထိုးသလိုဖြစ်သွားစေနိုင်တယ်လို့ချန်ခိုင်ရဲ့တရင်ရှင်မြစ်ကသုံးသပ်ပါတယ်။ ဒါပေမဲ့ဘူးလဲလောက်စီကိုစစ်တပ်ကဖမ်းသွားတာလားခေါ်မင်းနေတာလားဆိုတာကိုစန့်ခိုင်ရေးပါတီဘက်ကလည်းဘာမှမသိဘူးလို့အဲ့ဒီသတင်းရှင်းမြစ်ကဆက်ပြောပါရစေ။ ကျန်းပုတ်ပါတီတွင်မှမင်းအောင်လိုင်းနဲ့စစ်တမ်းထိပ်ပိုင်းကတိုက်ရိုက်စီမံခန့်ခွဲနေတာဖြစ်ပြီးပါတီအနေနဲ့အတွင်ရေးတွေကိုဗဟိုကော်မတီဝင်အစ်စ်ကိုတောင်းတီးခွင့်မရှိတော့ဘူးလို့ကြန့်ခိုင်ရေးတရင်ရှင်မြက်ကဆိုပါရီနေပြည်တော်ပုပ္ပတီရီမျိုးနယ်မှာရွေးကောက်ပွဲဝင်ရောက်ရှင်းပြိုင်မဲ့ဘူးလဲလာဆွေအဖမ်းခံရလာလားခဏခေါ်မေးခံရလာလားတစ်တော့မှသူထုံစံတိုင်းဗီဒီယိုအတိုရီတင်ပြီးထင်မြင်သုံးသက်ချက်တွေရန်တန်ထပ်ပြောနိုင်အောင်မလားဆိုတာကတော့စောင့်ကြည့်ရအောင်မှဖြစ်ပါတယ် ဆက်လက်တင်ဆက်ပေးမယ့်သတင်းကတော့မော်လိုက်နဲ့ပလောရိုတွင်စစ်မှုရန်တပ်သားတဲ့နှူပြူစောတီနှူနဲ့စိန်မှုတူတို့လက်နက်ခုနှစ်လက်ယူဆောင်လာပြီးအလင်းဝင်တဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ဇကိုင်းတိုင်းမော်လိုက်မြို့နယ်တွင်စစ်မှုရန်တပ်သားတဲ့နှူပြူစောတီနှူစိန်မှုတူတို့လက်နက်6လက်ယူဆောင်လာပြီးအလင်းဝင်ရောက်ခဲ့ကြောင်းမော်လိုက်ရီဗော်လူရှင်းမှတာဝန်ရှိသူတို့ကပြောဆိုပါရယ်။စက်တင်ဘာလတွင်စစ်တပ်၏ခန္လာယာ နှစ်သုံးလုံးတက်ရဲမှာစစ်မှုရန်တပ်သားအသစ်ကိုဟန်ထေးဦးသည် MA မျိုးစာတနက်တလက်ယူဆောင်လာပြီးအလင်းဝင်ရောက်ခဲ့ကြောင်းအလားတူမော်လိုင်းမျိုးနယ်ကျိုးကုန်းပင်ရွာမှာစေရင်မှုကိုကျော်မင်းထေးသည်လည်းတနက်နှစ်လက်ယူဆောင်လာပြီးအလင်းဝင်ရောက်ခဲ့ကြောင်းထို့ပြင်မော်လိုင်းမျိုးနယ်ရွာသိရွာမှာပြူစောတိတက်သားအသစ်ကိုမင်းစောထွန်းနဲ့နောင်ပင်ရွာမှာပြူစောတိကိုလွင်မိုးတို့သည်လည်းတနက်သုံးလက်ယူဆောင်လာပြီးအလင်းဝင်ရောက်ခဲ့ကြောင်းသိရပါသည် ထိုစစ်မှုရန်တပ်သားတင်များနဲ့စေအမှုတီတိုင်းငတ်စစ်စင်ရေးတွင်၎င်းတို့ကန်ဆောင်တာတဲ့လက်နက်ကင်ရန်နဲ့ဒူဒေါ်လာရီတပ်ဖွဲ့တန်အလင်းဝင်ရောက်လာသောကြောင့်ဂုံပြူစုငွေများချင်းမြင့်ခဲ့ကြောင်းသိရပါတယ်အကောင်လုံးကစက်တင်ဘာလအတွင်းမှာသူတို့ကင်ဆောင်တဲ့လက်နက်တွေယူဆောင်လာပြီးဒေါ်လာရီတက်ဖွဲ့တွေစီကိုအလင်းဝင်ရောက်လာခဲ့တာပါလက်နက်တွေယူဆောင်လာတဲ့အတွက်သက်ဆိုင်ရာဒေါ်လာရီတက်ဖွဲ့တွေကအုံပြုစုငွေချိမြင့်ထားတယ်လို့သိရတယ်ဟုမော်လိုက်ရီဗော်လူရှင်းမှတာဝန်ရှိသူကပြောဆိုပါတယ် အလားတူတနင်္သာရီတိုင်းပလောမြို့နယ်တွင်ခလာယတရားကျက်တရဲမှဆင်းမှုရန်တက်သားတဲ့တူတနတ်တလက်ယူဆောင်လာပြီးအလင်းဝင်ရောက်ခဲ့ကြောင်း KNU မြိတ်တဝဲခိုင်ကသတင်းထုတ်ပြန်ပါရယ်အောက်တိုဘာလ6ရက်နေ့မှာပလောမြို့နယ်မှာစစ်တပ်၏ခလာယတရားကျက်တရဲမှဆင်းမှုရန်တက်သားတူဟာကရင်အမျိုးသားလူမျိုးရေးတပ်မတော် KNL တပ်မဟာလီ KNDO တရင်ခုနှစ်ထံသို့အလင်းဝင်ရောက်ခဲ့ကြောင်းသိရပါရယ် အလင်းဝင်လာတဲ့စစ်မှုထမ်းတပ်သားတွေဟာ MA1 အမျိုးအစားတနက်တလဲကြီးပေါက်၄ခုနဲ့ကြီးများယူဆောင်လာပြီးအလင်းဝင်ရောက်လာတော့ကြောင့်ဂုံပြူစုငွေများပေးရချင်းမြင့်ခဲ့ကြောင်းထိုစစ်မှုထမ်းတပ်သားတွေဟာအကျန်းဖက်စစ်တပ်ကအထမဖမ်းဆီးခံရပြီးစစ်တပ်တွေပို့ဆောင်ခံထားရသူဖြစ်ကြောင်းသိရပါတယ်စစ်တပ်တွေအကြောင်းမျိုးမျိုးကြောင့်မတရားစစ်မှုထမ်းခိုင်းစေခံရသည့်တပ်သားများအနေဖြင့်မိမိတို့နှင့်နေဆက်ရာတော်လှန်ရေးတပ်များထံသို့ရရာနေဖြင့်လက်နက်ချအလင်းဝင်ပူးပေါင်းကြရဲ KNU ၊ကရင်မျိုးတောင်စီယုံကတိုက်တွန်း တာကြောင့်သိရှိရပါတယ်။